မင်္ဂလာပါရှင်ခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကားဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆက်မကတော့ဆော်လာနွေနီဖြစ်ပါတယ်ဆက်မနေနဲ့ကတော့2025ခုနှစ်ဧပြီလအတွက်စနေသားသမီးတွေရဲ့ထီကန်စာရနဲ့ Lucky အဆောင်ရေတရာလေးတကိုတစ်ခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ်စီစဉ်နေမစတင်ခင်မှာစင်မအနေနဲ့မြင့်တရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါနော်ကျမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့နော် ဒီလမှာဆိုရင်စနေသားသမီးအတွက်เนาะထီကန်စရာကောင်းမကောင်းထီထွားမယ်နေအချိုးပေးခဏเนาะအချိုးပေးအချိန်နာကြီးအရက်ဒေတာနဲ့ပြုလို့ရမယ်ရေရရာလေးတွေဒီတလာလုံးအတွက်အိမ်နွေးရေးစီးပွားရေးလုပ်ငန်းကိုင်ငန်ငွေရေးကြေးရအစအကျန်းမာရေးအခြေပညာရေးအစဆဆရာအရှင်ပြေစီဖို့အတွက်အထူးကံကောင်းစေမယ် lucky အဆောင်ရေရရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် lucky color လေးတွေကိုလည်းတစ်ခုချင်းပြပြပေးသွားမှာပါအဲ့တော့ဒီလအတွက်စနေသားသမီးတွေရဲ့ထီကန်စရာကိုကြည့်လိုက်တဲ့အခါမှာထီကန်အလွန်ကောင်းတဲ့လာလေးတလာပဲဖြစ်ပါတယ်ထို့ကြောင့်ဒီလ ားမှလည်းစနေသားသမီးတွေမဖြစ်မနေထီထိုးသင့်တဲ့လာလေးတလဖြစ်ပါတယ်။ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာတော့ကြာတာပရိနေဖြစ်ပါတယ်။ထို့ကြောင့်စနေသားသမီးလေးတွေကကြာတာပရိနေဒီမှာရွေးပြီးတော့ထီထိုးပေးကြပါ။ထီထိုးဖို့အတွက်အချိုးပေးခန်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာတော့ကိုယ်ခန်း၅ခန်း၊၂ခန်း၊ခွန်ခန်းလေးတွေကတော့အချိုးပေး lucky ခန်းလေးတွေဖြစ်ပါတယ်။အချိုးပေးအခရာလေးတွေကတော့ကခခကန်ကအခရာလေးတွေကတော့အချိုးပေးအခရာလေးဖြစ်ပါတယ်။အဲ့တော့ကြာတာပရိနေမှာထီထိုးတော့မယ်ဆိုရင်ထီကန်ကောင်းမှုတွေအကောင်းဆုံးအချိန်လေးဆိုတာရှိပါတယ်။ဒီချိန် လေးမှာယူပြီးထီထိုးပေးပါเนาะထီထိုးတာပဲဖြစ်ဖြစ်ဒီကြာတာပြင်းတနည်းတအားအတွင်းမှာရေကြီးတော့ကိစ္စတွေစတယ်မိလုံးမယ်ရေကြီးတော့ခီးစင်လေးသွားမယ်ရေကြီးတော့ကိစ္စအဟောပြုတ်လို့ပြောဆိုမယ်ဆိုရင်ဒီချိန်မှာယူပြီးပြုတ်လို့ပါအောင်မြင်မှုရရှိမဲ့အချိန်လေးပါเนาะအဲ့ဒီအားလေးကတော့ဒါ မမီတို့အနေနဲ့ဒါမုတ်ဆိုးရှိုးရာဂိတ်အချိန်ရှိတယ်ပုံနာနဲ့သမီးရာဂိတ်အချိန်ရှိတယ်နှစ်ချိန်ရှိတယ်ပေါ့နော်အဲ့တော့နာနဲ့7နာရီ25နေ7နာရီ48မှာဒါတစ်ချိန်ရှိတယ်ညနေ3နာရီ38နေ6နာရီမှာတစ်ချိန်ရှိတယ်ပေါ့ဒီချိန်လေးနေမှာရွေးပြီးထိထိုးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်အရက်ဒေတာကတော့မမီတို့အနေနဲ့ပေါ့နော်အနောက်အရက်ကိုရွေးချယ်မှာဖြစ်ပါတယ်အဲ့တော့နိုင်ငံခြားတိုင်းပြည်တွေမှာနေတဲ့သူတွေကတော့ထိထိုးဖို့အတွက်အချိုးပေးနေရဲ့ကနန်းရဲ့အချိန်ရဲ့ဒီ3မျိုးလိုပဲအဓိကထားပြီးတော့ရွေးချယ်ပြီးတော့ထိထိုးပေးရမှာဖြစ်ပါတယ် စနစ်သားသမီးလေးတွေကဒါထိထိုးပြီးသွားပြီဆိုရင်တော့ထိကံကောင်းမှုတွေပြုလုပ်ရမယ့်ရေတရားလေးရှိပါတယ်ဒါတော့ထိထိုးပြီးသူတိုင်းမဖြစ်မနေပြုလုပ်ပေးရမှာပါเนาะအဲ့တော့မမိအိမ်ဖះမှာလက်ဖက်တပွဲရေတန့်စီမီ ကတ်လူပေးပါနော်အော်လက်ဖက်လေးတက်ပွဲရေတံလေးတစ်ခွဲစီမီလေးတွေကတ်လူပြီးတော့လိုရာဆူတောင်းပေးပါလက်ပွင့်ခရာလေးတွေမြဲမြဲရွှတ်ပေးပါနော်အဲ့တော့ထီဆူကြီးပေါက်လာပါလိမ့်မယ်ထီကန်ကောင်းလာပါလိမ့်မယ်ကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နောက်ထပ်စနေသားသမီးတွေရဲ့အိမ်နွေးရေးလောက်ကန်စီးပွားငွေကြေးကျန်းမာရေးအခြေပညာရေးအစအစအစရအဆင်ပြေစေဖို့အတွက်အထူးကန်ကောင်းတင်မယ်လက်ကီးအဆောင်အနီရောင်မီးပုံးလေးတွေစောင့်ထားပေးပါနော်အနီရောင်မီးပုံးလေးတွေစောင့်ထားပေးရမှာဖြစ်ပါတယ် ဲ့တော့ဘလိုမျိုးဆောင်ရမလဲကိုယ့်ရဲ့အိမ်မှာအိမ်တွင်းရေးအေးချမ်းမှုစီးပွားလက်လာပိုင်းတိုးတက်ခြင်းနဲ့အိမ်တွင်းရေးဘောနော်အရာရာအေးချမ်းမှုရှိခြင်းနဲ့ဆိုမိမိတို့ရဲ့အိမ်ဝင်ဝမှာအနေအောင်မီးဖုံးလေးတွေချိတ်ဆွဲထားပြီးမိမိတို့ရဲ့အဲကန်းနိုင်ရန်မှာချိတ်ဆွဲထားလို့ရတယ်ပေါ့နော်အနေအောင်အမြဲတမ်းချိတ်ဆွဲထားလို့လည်းရပါတယ်တို့ချိတ်ဆွဲထားပေးပါအဲ့ဒါဆိုရင်အိမ်တွင်းရေးအေးချမ်းမှုတွေစီးပွားလက်လာပိုင်းတိုးတက်လာတာမျိုးတွေတော့ဖြစ်ပေါ်လာပါလိမ့်မယ်နောက်ပြီးတော့ရေတရာအနေနဲ့ကတော့လက်ဖက်တပွဲရေတန်းစီမီလေးတွေနော်ကတ်လူပြီးတော့လိုရာစုတောင်းပေးရမှာဖြစ်ပါတယ်နောက်ထပ်အယောင်ဝင်လုပ်ငန်းလုပ်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေနောက်ပြီးတော့ခီးသွားလာနေတဲ့သူတွေပွဲရုံပွဲစားလို့ င်းနေတဲ့သူတွေအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်နေအောင်မိဘုံလေးတွေစောင့်ပြီးတော့ခရီးထွက်အသေးလေးတွေစောင့်လို့ရတယ်မိဘုံအသေးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ခရီးသွားတဲ့အခါမှာလည်းအနေအောင်မိဘုံလေးတွေစောင့်ပြီးတော့ခရီးသွားလာပါ ဲ့တော့ကိုအယောင်းဝယ်စကားတွေပြောတော့မယ်ဆိုရင်လည်းပဲဒါအနီရောင်မီးပုံးလေးဆောင်ပြီးတော့စကားပြောလို့ရတယ်ကိုရဲ့လုပ်ငန်းစွဲမှာလည်းအနီရောင်မီးပုံးလေးတွေเนาะဒါထားထားပေးလို့ရတယ်ချိတ်ဆွဲထားလို့ရတယ်เนาะနောက်ပြီးတော့ကားဆွဲနေတဲ့သူတွေကားမောင်းနေတဲ့သူတွေကားရဲ့ကားခေါင်မိုးတော်မကားရဲ့ခေါင်ငန်းထဲမှာအနီရောင်မီးပုံးလေးတွေချိတ်ဆွဲထားပြီးတော့ကားမောင်းတာမျိုးပြုလုပ်ခြင်းဖြင့်ဒီလအတွက်เนาะကားဆွဲရကောင်းတာမျိုးဝင်ငွေတိုးတာမျိုးကားလုပ်ငန်းအဆင်ပြေတာမျိုးတွေဖြစ်လာနိုင်မယ်ပေါ့เนาะအာနောက်ထပ်မိမိတို့အနေနဲ့ဆိုင်ကန်းဈေးကန်းစတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံကြောက်ကုံစိမ့်ဖားဆိုင်မဲရောင်ရောင်ကိုယ်ဆိုင်မှာဈေးရောင်းက ောင်းခြင်းနဲ့လူဝင်လူထွက်တွေများခြင်းနဲ့ရောင်းဝါတက်ခြင်းနဲ့ဆိုရင်ဆိုင်ရက်အဝင်ဝမှာအနီရောင်မီးဖုံးလေးတွေချိတ်ဆွဲထားပေးပါဆိုင်ရက်ကောင်းတာပေါ်မှာအနီရောင်မီးဖုံးလေးတွေထားထားပေးပါရောင်းခြင်းနဲ့ပစ္စည်းတွေကြားထဲမှာအနီရောင်မီးဖုံးလေးတွေချိတ်ဆွဲထားပေးပါရောင်းဝါတက်မယ်အဆင်ပြေမယ်ကိုယ့်ရဲ့ဆိုင်မှာလူဝင်လူထွက်တွေများပြီးတော့ဝင်ငွေတိုးပွားလာတာမျိုးတွေရှိနိုင်မယ်နောက်ထပ်မိမိတို့အနေနဲ့ ငွေဝင်ခြင်းနဲ့ငွေကန်ကောင်းခြင်းနဲ့ငွေမြဲခြင်းနဲ့ပေါ့နော်ဆိုရင်မိမိရဲ့ပတ်ဆိုင်လေးကိုအနီအောင်မီးပုံးလေးနဲ့ပုတ်ပြီးတော့ငွေဝင်စင်ငွေမြဲစင်လက်ရှင်ပါစေပြောပေးပါနော်ငွေရေးကျေးကန်ကောင်းဖို့အတွက်နော်လက်လာပါတွေဝင်ဖို့ငွေမြဲဖို့အတွက်အနီအောင်မီးပုံးလေးနဲ့ဒါပတ်ဆိုင်လေးကိုပုတ်ပြီးတော့ငွေဝင်စင်ငွေမြဲစင်လက်ရှင်ပါစေဆိုပြီးလက်ပွင့်ကာတာလက်နှုတ်ကာတာလေးရှုပ်ပေးပါငွေကျေးလေးတွေကန်ကောင်းလာပါလိမ့်မယ်ကျန်းမာရေးညံ့နေတဲ့သူတွေဆေးထိုးဆေးတောက်လုံးနေတဲ့သူတွေဆေးကန်ပြနေတဲ့သူတွေကြီးကြီးမားမားယောဂါဆိုအညံ့နေမဲ့ကြရအောင်အနီအောင်မီးပုံးလေးတွေပေါ့နော်မိမိရဲ့ခေါင်းရင်းမှာချိတ်ဆွဲထားတာပေးရမျိုးအခန်းဝါမှာအခန်းတွေမှာချိတ်ဆွဲထားမျိုးလေး တွေနော်နောက်ပြီးတော့လှူဒန်းမမီရဲ့မွေးနေ့တောင်မှလှူပေးတာမျိုးတွေပြုလုပ်ပါရဲတရားအနေနဲ့ကတော့အများနဲ့မမီရဲ့အိမ်ဖះမှာပေါ့နော်ဒါပြုလုပ်ပေးရမယ်ဟာလေးကတော့ဒါကန်ကောင်းဖို့အတွက်အဆစရာအဆင်ပြေစေဖို့အတွက်လက်ဖက်လေးတစ်ပွဲနော်နောက်ပြီးတော့ရေတန်လေးတွေနောက်ပြီးတော့စီမီလေးတွေကတ်လူပြီးတော့လိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးတွေလှူလိုက်ချင်းကြည်ကြည်မာမာယောဂါဆိုအညာနေမကြောက်နိုင်ဘူးပေါ့နော်နောက်ထပ်မိမိတို့အနေနဲ့အာပြောမယ်ဆိုရင်အိမ်တွင်းအိမ်တော်ရေခန္ဓာလေးတွေအထိုက်ခံလေးတွေပေါ်နေတဲ့ရံပေါ်တဲ့ဒီချက်ချက်ဖြစ်နေတဲ့ဆိုရင် ဒါလင်မြန်းရက်ကဲ့နော်ဒါဓာတ်ပုံကိုအနီရောင်မီးဘုံလေးမှာချိတ်ဆွဲထားပေးတာမျိုးပြုလုပ်ပေးပါအဲဓာတ်ပုံပေါ်မှာအနီရောင်မီးဘုံလေးတင်ထားတာမျိုးပြုလုပ်ပေးပါမမီတို့ရဲ့အခန်းထဲမှာအနီရောင်မီးဘုံလေးတွေချိတ်ဆွဲထားပေးပါပြဿနာကြီးကြီးမားမားတွေမတက်နိုင်ဘူးပေါ့နော်အဲ့တော့ချစ်သူဆောင်တွဲတဲ့အနေနဲ့လည်းအဆင်ပြေခြင်းနဲ့အာအေဂျင့်ချင်းနဲ့ဆက်သွယ်ပြနေတာပြီးပြန်ရချင်းနဲ့ဆန်းပွေ့ချင်းနဲ့ဆိုရင်ချစ်သူနူရဲ့ဓာတ်ပုံပေါ်မှာအနီရောင်မီးဘုံလေးတင်ထားပေးပါနီရောင်မီးဘုံလေးမှာချစ်သူနူရဲ့ဓာတ်ပုံလေးတွေချိတ်ဆွဲထားပေးပါအဲ့ဒါဆိုရင်ဒါပြန်ပြီးတော့အဆင်ပြေတာမျိုးအေဂျင့်တာမျိုးတွေရှိလာလိမ့်မယ်ပေါ့နော် အလုံးအင်တာဗျူးကိစ္စတွေဆာမိုဝဲကိစ္စတွေရှိတယ်ဆိုရင်လည်းအနီယောင်မီးဘုံလေးစောင်းပြီးတော့အင်တာဗျူးဖြေတာဆာမိုဝဲဖြေတာမျိုးတွေပြုလုပ်ပေးပါเนาะအဲ့တော့အနီယောင်မီးဘုံလေးကတော့တစ်တစ်လေးတွေပေါ့เนาะပြုလုပ်ပေးပြီးတော့ဆောင်ထားပေးလို့ရတယ်တကယ်လို့ဟိုတွားတဲ့နေရာမှာအာကိုကမီးဘုံစောင်းလို့မရဘူးပေါ့အော်ဒီ မများနဲ့เนาะဒါဥမာဆမ်ဝဲကန်းနဲ့ဒီ interview ဖြစ်နေညမှာအနီရောင်မီးပုံအကြီးတွေပေါ့เนาะဒါရှိရဲအသေးလေးတွေရှာလို့မတွေ့ဘူးအဲ့ဒီအတွက်ဘလို့ဆောင်ရမလဲပေါ့เนาะအဲ့ဒါအဲ့တော့အနီရောင်ပေါ့အနီရောင်အလံလေးဆောင်သွားလို့ရတယ်เนาะအနီရောင်မီးပုံစာအလံလေးဆောင်ပြီးတော့သွားလို့ရပါတယ်အဲ့ဒါဆိုရင်အရာရာအဆင်ပြေလိမ့်မယ်ပေါ့เนาะအဲ့တော့ဒီတလာလုံးတွဲဒါ lucky အဆောင်လေးဖြစ်ပါတယ်ရေရာလေးကတော့အမြဲတမ်းလက်ဖက်တပွဲเนาะလက်ဖက်တပွဲစီမီရေတန်းအမြဲတမ်းကတ်လို့ပါလက်ပွင့်ခါတာလက်နိုးခါတာလေးတွေအမြဲတမ်းရှုပ်ပြီးတော့လိုရာစုတောင်းပေးပါဒီလအတွက်ကန်ကောင်းစ င်မဲ့ lucky ပေါ့နော် lucky color လေးတွေရတော့အဝါပွင့်အဝါရောင်အနက်ပွင့်အနေရောင်အစိမ့်ပွင့်အစိမ့်ရောင်လေးရတော့အချိုးပိ lucky color လေးတွေဖြစ်ပါတယ်ရေကြီးတော်လုပ်ငန်းကိစ္စတွေရေကြီးတော်စကားတွေပြုလုပ်ပြောဆိုရမှာဝစ်စင်အသုံးပြုခြင်းဖြစ်ကန်စရာပွင့်နှဲမှာအားလိမ့်မယ်နော်ဒါဒီတလာလုံးအတွက်စနေသားသမီးတွေရဲ့ ထိကံဆရာနဲ့လက်ကိအဆောင်ရေရာကလာလေးတွေကိုပြပြပေးတော့တာဖြစ်ပါတယ်ဒီအဆောင်လေးတွေဆောင်မယ်ဒီရေရာလေးတွေပြုလို့ပေးပြီးတော့ကံကောင်းမှုတွေရှားပြီးပေးပါယနေ့မှစစနေသားသမီးတွေအထီးစုကြီးပေါက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေစီးပွားလက်လာပါ යි တဲ့တိုးတက်ကြပါစေစိတ်ဤချမ်းသာခြင်းကိုယ်ဤကျက်မှချင်းနဲ့ပြည့်စုံပြည့်ဝကြပါသည်ယောဂပိအန္တရာယ်ပိတွေကင်းဝေးပြီးတော့အရာရာအဆင်ပြေနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်